ဟောစီရောက်နေရဘူးဒီမှာလေကြွန်ကြက်တွေမှားတယ်လို့ကွန်ပလိန်လာတတ်တယ်ကျွန်တော်ဝိုက်မှာ တောက်လျှောက်ပဲဒီကားပြီးနောက်တကားနောက်တကားပြီးနောက်တကားဆိုတော့အဲ99เนี่ยတလားလုံးသူနဲ့ပဲရိုက်ဖြစ်တာများလို့ဖြစ်နဲ့ကျွန်တော်တို့အတွက်တကယ်ချင်းကောင်းပါတကယ်တကယ်ချင်းကောင်းစည်ရင်းလည်းကောင်းတယ်သဘောလည်းကောင်းတယ်ပြည်သက်ကြားမှာသိဖို့ဆိုတာကျွန်တော်တို့ကိုလမိုးနဲ့ရိုက်မယ်ဆိုရင်ကိုလမိုးနဲ့ကိုလမိုးကြိုက်တဲ့ပြည်သက်တွေပဲသိမယ်တိုင်းပြည်လုံးမသိဘူး ိုသားကြီးနဲ့ရိုက်မယ်ဟဲ့ဆိုကိုသားကြီးကိုချိန်တဲ့ပြိတ္တတွေပဲသိမှာအဲအဲ့လိုမျိုးပေါ့ကျွန်တော်တို့ကအဲ့ပုံမှာရိုက်တဲ့အချိန်မှာမှဟိုကျွန်တော်တို့အမှတ်တမဲ့ဖြစ်သွားတဲ့ကားကြီးလည်းရှိတယ်မင်္ဂလာပါခင်ဗျာမင်္ဂလာပါဒါနှစ်ယောက်စုံနေတာဘယ်ရောက်ရှိနေလဲဖျားတိတယ်မော့အာစောင်းတာကုမဲနော်ကုမဲကုမဲကုမဲရောကုမဲပေါ့အော်ဒါကတော့ကျွန်တော်ဂျုံနောက်ဂျုံခဲပေါ့နော်ဂျုံနောက်ဂျုံခဲဆိုတာဒီ ठी တော့ နောက်ပိုင်းကျဟိုးထိတ်ကုံရောက်တော့မှလေကြာထိတ်ဆုံးထိတ်ဆုံးထိတ်ဆုံးကိုရောက်တော့မှဆိုတော့အဲထိတ်ဆုံးရောက်ခန့်ဒီမှာတင်ကန်ဒီမှာကျွန်တော်တို့တွေဥတိုက်ခွင့်ရရတယ်ကိုလိုဂျင်းနဲ့စုတောင်းခွင့်ရရတယ်အဲ့ဒါလေးကတော့ကျွန်တော်ဘာတည်းမှအဖိုးမဖြစ်နိုင်တဲ့ကုသိုလ်ပေါ့နော်အဲ့လိုပြောလို့ရတာ။တင်းကြော်ကတော့ကုန်ကုန်လာကြပြီ။အဆုံးဖြစ်လာတယ်။တင်းမကြော်ပြဘူး။နေရတဲ့ခါကပဲ။အဆုံးဖြစ်လာတယ်။အရှင်ကတော့စနိုးဝိုင်းမှာစကားတွေအများကြီးစုံတာပေါ့နော်။အခုတော့ပြမစကားတွေက ုံကားတော့တကယ်စုံခဲ့ရပါဗော။ဒါပေမဲ့အပြင်မှာတော့ကျွန်တော်တို့ရတွေ့ကြပါစုံကြ။ဒါခုနောက်ပိုင်းမှာတော့ဒီဟိုဟိုပါကျင်းပြီးတော့ဒီဟိုပါရုပ်ရှင်ဘက်မှာကျွန်တော်တို့အောင်စုံဖို့ဟာတကယ်ခဲရပါလား။အဲ့လိုလည်းမဟုတ်ပါဘူးနော်။ကိုင်းရိုင်းမှာတော့အတူတူသိမ့်မဆုံးဖြစ်တော့အပြင်မှာပဲကိုင်းမှာတော့တကားတည်းတော့ဆုံတယ်ဆုံတဲ့ကလည်း तू ကသူ့နေရာ तू လို့ကိုလည်းကိုနေရာကိုလို့ပေါ့အဲ့ဒါနဲ့ပဲမတွေ့ပြပြန်ဟုတ်လားတကားတော့မှအဲ့လိုမျိုးတော့ရှိပါတယ်ဟုတ် အမ်းပေါ့ကိုနိုင်နိုင်တို့ဆုံးပြတာကျွန်တော်နောက်ပိုင်းကျတော့လဲအဲ့တော့နိုင်နိုင်တို့ level မှာဆိုတငယ်မင်းသားတစ်တွေအများကြီးပေါ်သေးတာ哦အဲ့မင်းသားတစ်တွေအများကြီးပေါ်တဲ့အချိန်မှာဆုံးပြပါတယ်ကိုလူတွေဆုံးပြတယ်အဲ့လိုနိုင်နိုင်နဲ့လဲနိုင်နိုင်နဲ့တော့အများဆုံးဆုံးပြတာပေါ့အဲ့လိုအဲ့တမမမင်းသားတစ်တွေမင်းသားတွေအများကြီးထွက်သေးရအောင်အဲ့တော့အဲ့လိုပဲငါဟိုငါဒီငါလဲကျွန်တော်တို့ဆုံးပြပါတယ် ပါတယ်အောင်ဆောင်မင်းရဲ့အောင်ဆောင်မင်းရဲ့ဇင်မျိုးရဲ့ပြီးတော့မှနောက်ဆုံးမှဟိုအမင်းကိုရောက်လာမိမင်္ဂလာဆောင်မဲ့ကိစ္စလူတော်တော်များများစိတ်ဝင်စားကြတာကွာဟိုတချို့ကလည်းပြောကြတယ်နိုင်ငံသားတွေဖြစ်ရမယ်တဲ့ကျွန်တော်ကအရင်နဲ့အဲ့လိုဘင်းသားဆက်ရလို့တော့အဲ့လိုစရိုက်ခဲ့တာမဟုတ်ဘူးကျွန်တော်ကအဲ့လိုဥသာပဲဟိုအလုံးအစင်ပြေတော့ကျွန်တော်တို့လောကအနုပညာလောကတူကအရန်ခက်ခဲတယ်အတိပိတ်ဆိုမရှိတော့ပူဆိုးတယ်အဲ့လိုမျိုးလေးရှိနောက်ပြီးတော့ကျွန်တော် flinch case ဆိုတာလေ flinch ဖလင်နဲ့ရိုက်တဲ့ခက်ဆိုတာမှားလို့ရှိရင်ပတ်စံအမြဲကုန်တယ်တော့ဖလင်ဘုတ်ကုန်တယ်အမှမခံဘူးအမှမခံဘူးအဲ့ချင်းဆိုတရုတ်ဆောင်တွေကိုတရုတ်ဆောင်ဆိုတာကအဲ့လို dialogue လဲကောက်ပဲ item နဲ့အဆင်ပြေမယ်အဲ့လိုလုတ်တက်တဲ့တရုတ်ဆောင်တွေကိုဟိုခေါ်ဖို့ဆိုတာလဲရှားတယ်လေအဲ့အဲ့ခက်မှာကျွန်တော်တို့ကစပြီးရုပ်ရှင်လောကဝင်လာဆိုတော့ကျွန်တော်တို့ကအဘူပတိဘာပတိကေးအဲ့လိုဆန်းဝင်လာတာအဲ့ဒါပေမဲ့ကျွန်တော်တို့မှာဟိုကျွန်တော်တို့ level တွေအဲ့တော့ရှိရောပတ်စံထုတ်ရိုက်ခဲ့တယ် ပတ်စံကိုခဲ့တဲ့အဲ့အဲ့တဲမှာကျွန်တော်မပါဘူးပေါ့ကျွန်တော်ကလည်းအဲ့လိုစရိုက်ကလေးကအဲ့လိုမင်းသားဆိုကြီးရိုက်လာတာမဟုတ်ဘူးပေါ့အဲ့လိုတော့ပါတာပေါ့ဟုတ်အောင်ကိုကစီရိုနာမှာဖွင့်ပြသွားပြီဟောပြင်ဆင်တော့ပါကွာဒီဖွင့်မှကြတော့ဖိတ်မယ်လို့ပြောငါဈေးတန်ရောက်တဲ့လူစိတ်မရှိဘူးပေါ့ကိုယ်တန်ရောက်ရတာမှမဟုတ်တာဝါစေကဲလန်လာလေးခန့်ပြီးတော့ရောက်ခိုင်းရုံပဲပြိဿကသူတို့သိတဲ့ပြုံးဆောင်ပဲသူတို့အားပေးတာအသိဆိုရင်သူတို့အသိအသိဆိုရင်သူတို့ကြည့်ပဲ သူတို့အရန်ကြိုက်မှအားပေးတာပါတော့ဘာလို့ကျွန်တော်တို့ခေတ္တကစတိဥဆောင်နေတဲ့မှာသူတို့ကအာနံပါတ်1ကပြုတ်ဆောင်ကောင်းမှုပြီးတော့ကနံပါတ်2ကိုသူတို့ကရုပ်ရုပ်ရည်ပြန်ကြည့်တာအဲကျွန်တော်ဒီဘက်ခေတ်ကြတာမဟုတ်တော့ရုပ်ချောရမယ်ရုပ်ချောပြီးတော့ပြုတ်ဆောင်ကောင်းအောင်အဲအဲ့လိုအဲ့လိုဖြစ်သွားတယ်ပြည်သက်ကြတာမှသိဖို့ဆိုတာကျွန်တော်တို့ကဥပမာကျွန်တော်တို့ဟိုးသားကိုလွန်မိုးနဲ့ရိုက်မယ်ဆိုရင်ကိုလွန်မိုးနဲ့ကိုလွန်မိုးကြိုက်တဲ့ပြည်သက်တွေပဲသိမှာတိုင်းပြည်တော့မသိဘူး ကိုသားကြီးနဲ့ရိုက်မယ်ဟဲ့ဆိုကိုသားကြီးကိုချိန်တဲ့ပြိတ္တတွေပဲတည်မယ်အဲအဲ့လိုမျိုးပေါ့ကျွန်တော်တို့အဲ့ပုံမှာမှရိုက်တဲ့အချိန်မှာမှဟိုကျွန်တော်တို့အမှတ်တမဲ့ဖြစ်သွားတဲ့ကားကြီးလည်းရှိတယ်အဲ့ပုံမှာကိုဦးစားနဲ့ရိုက်မယ်နဲနဲနဲ့ရိုက်မယ်နဲနဲနဲ့ရိုက်တဲ့အချိန်မှာကို့ကိုအပိတ္တကထင်းထင်းဆွဲနေတဲ့ကားကြီးရှိတယ်အဲ့မင်းသားနဲ့ရိုက်ပြန်တော့လည်းနဲနဲနဲ့ရိုက်နဲနဲရိုက်တဲ့နဲနဲပြိတ္တတွေပဲတည်ရအဝင်းလင်းပြိတ္တကြံတည်ရအဝင်းလင်းနဲ့ရအဝင်းလင်းနဲ့ပြိတ္တအဲ့လိုတည်ဖို့မြင်းမြင်းနဲ့ပြိအဲ့လိုမျိုးကျွန်တော်တို့မှအားလုံးမင်းသားတွေနဲ့ကိုရိုက်ပြီးတော့မှဘယ်လိုပြောရမလဲဆိုတော့အဲ့မင်းသား မင်းသားကြီးတမပေါက်ကားပေါ့ပေါက်ကားဆိုရှိကိုနေရာတွေပြီးတာပေါ့ဟောဒီဟာလို့ဒီဟာလို့ဒီဟာလို့အဲလို့တော့ပိတ်သက်ကအမှတ်အမှတ်အတိွာတောင်းတောင်းတခဏခဏလောက်ပိတ်သက်မသိဘူးဩကြည့်ပြီးမြင်တာကိုမေ့ွာအဲအခုကတော့အဲ့လိုမျိုးအဲ့အဲ့အဲ့လိုမျိုးကနေတဖြည်း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 နဲ့စုပြိုးပြီးတော့မှကျွန်တော်တိလာတာပေါ့ဗျာပြောရမယ်ဆိုပိတ်သက်တိလာလို့ပြောရမှာပေါ့ဒီအဲ့ကျွန်တော်တို့အဲ့လိုတိပြီးဒီဘက်ဒီဘက်ခေလဲရောက်လဲရောက်ဘတ်ဆိုအင်တာနက်ပေါ်မှာဝါကောက်တင်လိုက်တာနဲ့ပိတ်သက်က ဘောသူသိွားအဲ့အဲ့လိုမီဒီယာခက်ကတော့အယံကွာသွားတာပေါ့အဲ့တော့များတော့မင်းသားရယ်မင်းသားကုံကုံမဲတော်များများပဲဆုံးပါပဲဆုံးမဲကျွန်တော်ကကိုလူမင်းဒါပေမဲ့ပြောရမယ်ဆိုရင်တော့ပိတ်သက်ကတော့များသောအားဖြင့်နိုင်နိုင်နဲ့တွဲတိရပူပြားတာပေါ့ဒါပေမဲ့ကျွန်တော်ရိုက်ခဲ့တော့အဆုံးမဲအဲ့ခက်ကမင်းသားတွေအကုန်လုံးရိုက်ခဲ့တာဟုတ်ဘောစီရောက်နေတယ်ဒီမှာလေကြွန်ကြက်ရက်တွေမှားတယ်လို့ကွန်ပလိန့်လာတက်တယ်။စနေကလုံးပြန်ပြီကွာ။ ကိုကုံပဲမလုပ်ပါဘူးဆိုတော့ကျွန်တော်ဝိုင်းမှာတောက်လျှောက်ပဲဒီကားပြီးနောက်တကားနောက်တကားပြီးနောက်တကားဆိုတော့အဲ့နိုင်နိုင်နဲ့ကနလာလုံးသူနဲ့ပဲရိုက်ဖြစ်တာများဆိုဖြစ်နည်းနည်းကျွန်တော်တို့အတွက်တကယ်ချင်းကောင်းမှာတကယ်တကယ်ချင်းကောင်းစည်ရင်းလည်းကောင်းတယ်အသဘောလည်းကောင်းတယ်ကျွန်တော်ဟာတော့ကျွန်တော် public ကသူ့ public ကိုပြောလို့တော့မရဘူးတကယ်ကောင်းတယ်ဒါဆိုမမရကျွန်တော်သူ့အိမ်မှာသွားလဲတော့ဟာသူဝါးပိုးလေးကျွေးတယ်အဲ့ကျွန်တော်ဝါးပိုးမစားရောရမ်းတဲ့ရလို့မစားဘူးလို့ အဲ့ဒါနဲ့တောင်းတောင်းလည်းလည်းမူးလာတော့မြည်ကြလည်းမရှိဘူးအဲ့ဒါနဲ့ကဲစားကြည့်မယ်ဆိုမျက်စိပိတ်ဝါးကြည့်လိုက်တာအာကောင်းလိုက်တာဆိုအာကျွန်တော်စားလိုက်တာတပင်းလုံးကောက်သွားအာသူလည်းသူလည်းကိုယ်ကျွေးလိုက်တာမားပြီလားလို့ဆိုစီပါလေကျွန်တော်ရိုက်ထားတာလေးရှိပါဒါပေမဲ့အဲ့လိုပေါ့ရိုက်လိုက်ရိုက်သားတဲ့ခါမှာ ဟိုဘယ်လိုပြောမလဲဆင်းနေတာနဲ့ဆင်းမြတဲ့ကားလေးပေါ့အဲ့လိုမျိုးတွေကွာတာပေါ့သူ့ကားလေးရိုက်ထားဟာလည်းမထွက်သေးတဲ့ဟာလေးရှိရအဓိကတော့ကျွန်တော်ရိုက်တဲ့အခါကျရင်ကျွန်တော်ဘယ်မီးတဲ့အခါကျရင်ဘာဝစ်စားဝဲရမလဲဇလန်ကရိုက်တာဘာလဲနောက်ဝစ်စားပနဆုံးထည့်ရမလဲဘယ်နည်းရကြာမလဲအဲ့ဒါရင်စပြီးအဲ့ဒါရင်စပြီးခါကျရင်ဇလန်ကိုပြီးရဇလန်ပြီးတော့မှဇလန်ခန်းစင်ယူပြီးတော့အဲ့လိုရရတယ်ဆိုတော့ခါလေးလဲမီတင်တက်တဲ့အခါကျရင်တော့အကုန်လုံးဘသူတွေပါလဲဘယ်စကားလဲဆိုတော့သိရ ချို့ကားကြီးကြလဲတချို့တက်လေကြလဲမသိတော့ဘူးပြီးတော့ဆိုအဲ့လိုပေါ့ကိုရီးရိုက်မဲ့ဟာပဲမေးလိုက်တာမေးပြီးတော့ဝယ်စားစီစဉ်စီစဉ်ပြီးရိုက်ကြတာပေါ့